ကြောက်ကအစိတ်တင်ခြင်းဤအစောပိုင်းလက္ခဏာများအားလုံးပဲမင်္ဂလာပါ The Medical Mistake Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကြောက်ကအစိတ်တင်ခြင်းရဲ့အစောပိုင်းလက္ခဏာများနဲ့ကြောက်ကအစိတ်တင်နေတဲ့လူတစ်ယောက်အတွက်စောင်းရန်ရှောင်းရန်များအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကြောက်ကတွေကခန္ဓာကိုယ်အတွင်းကသွေးတွေကိုအဓိကစစ်ထုတ်ပေးပြီးသွေးတွေကိုတန်ရှင်းရေးလုပ်ပေးနေတဲ့အင်္ဂါတစ်ခုဖြစ်ပါတယ်လူတစ်ယောက်မှာကြောက်ကနှစ်ခုရှိပြီးတော့ နေစဉ်သွေး1900လီတာလောက်ကိုစစ်ထုတ်ပေးနေတာပါဒီသွေးပမာဏကတော်တော်များတယ်လို့ပြောလို့ရပါတယ်ကြောက်ကက်ကသွေးတဲကအငြိကြီးတွေကိုနေစဉ်ဖယ်ထုတ်ပေးနေတာပါအငြိကြီးတွေတင်မကသေးပဲသွေးတဲကပိုနေတဲ့သတ္တုဓာတ်တွေနဲ့ဓာတုပစ္စည်းတွေကိုလည်းစစ်ထုတ်ပေးပြီးအာဟာရတဲ့တော်တော်များများကိုလည်းပြန်လည်အသုံးချပေးပါတယ်တင်းကြောက်ကက်တွေကသွေးဖီအားအယိုးကြီးထွားမှုသွေးနေဥထုတ်လုပ်မှုတို့ကိုထိန်းချုပ်ပေးပါတယ် ဒါကြောင့်ကြောက်ကဲ့ရဲ့တောင်ဝန်ကကျွေးကိုစစ်ထုတ်ပေးတာထက်ပိုပါတယ်။ကြောက်ကဲ့အစိမ့်တင်ခြင်းရဲ့အစောပိုင်းလက္ခဏာတွေအကြောင်းမပြောခင် အရင်အရေးကြီးတဲ့အချက်တစ်ခုကိုပြောပြခြင်းပါတယ်။အဲ့ဒါကတော့နာတာရှည်ကြောက်ကဲ့ယောဂါတွေရဲ့အဖြစ်အများဆုံးအကြောင်းအရင်းပါ။အဲ့ဒါကိုစီဂျိုကြောက်ကဲ့ယောဂါဒိုင်းယာဘီတစ်နက်ဖရိုပက်သီလို့ခေါ်ပါတယ်။ဒီယောဂါကကြောက်ကဲ့ထဲကနက်ဖရွန်လို့ခေါ်တဲ့အစိမ့်အပိုင်းမှာဖြစ်တဲ့ယောဂါပါ။အဲ့ဒီနက်ဖရွန်တွေကတော့ စံကြီးမြင်သွေးကြောတွေနဲ့ပြုလုပ်ထားတဲ့စကားတေးတေးလေးတွေပါသွေးတွေကြောက်ကက်တဲကိုရောက်လာတဲ့အခါမှာနက်ဖရွန်တွေကမလိုအပ်တဲ့အညီကြီးတွေကိုယူထားလိုက်ပြီးစီးအဖြစ်ပြောင်းလဲတဲ့လုပ်ငန်းစဉ်ကိုဆက်လုပ်တာပါပြီးရင်တော့ဒီအညီကြီးတွေကိုစီးအနေနဲ့ဆုံးပြေစေတာပါဒါကိုနှောက်ရက်ဖြက်စည်းနေတဲ့အဖြစ်များတဲ့ပြဿနာကတော့ hyperglycemia စီမီယာလို့ခေါ်တဲ့သွေးထဲမှာတကြားပမာဏများခြင်းပါတကြားကစံကြီးမြင်သွေးကြောတွေ အုံနှောင်းအာယုံကျော်စနစ်နဲ့အာယုံကျော်တွေအားလုံးစီကိုတွားနေတဲ့သွေးစီးဆင်းမှုတွေကိုဖျက်ဆီးပစ်နိုင်ပါတယ်။ဒီအဖြစ်အပျက်ကိုတေချာလေးလာကြည့်မယ်ဆိုရင်တကြားခါသွေးကြောတွေရဲ့အမြင်လေးတွေမှာတွားကပ်နေပြီးတော့ဒီသွေးကြောမြင်တွေကိုဖျက်ဆီးပစ်နေတာပါ။ဒါကြောင့်သွေးကြောတဲကရိုစိမ့်မှုတွေဖြစ်လာပါတယ်။ကြောက်ကက်တဲကသွေးကြောတွေကိုကြည့်မယ်ဆိုရင်တကြားပမာဏများမှုကြောင့်ကြောက်ကက်တဲမှာသွေးရိုစိမ့်မှုတွေဖြစ်လာသလိုပရိုတင်းတွေလည်းစိမ့်ထွက်လာတတ်ပါတယ်။ ဒါကြောင့်ဆီးထဲမှာပရိုတင်းပမာဏများနေရင်ကြောက်ကဲ့ရောဂါရှိနေတဲ့လက္ခဏာဖြစ်ပါတယ်။ဒီလိုပရိုတင်းတွေဆုံးရှုံးသွားတဲ့အခါမှာတော့ခန္ဓာကိုယ်အတွင်းမှာလုံလောက်တဲ့ပရိုတင်းတက်မရတော့ဘဲနဲ့သွေးတွင်းကအရေးတွေကိုအနှောင့်အယှက်ဖြစ်လာစေပါတယ်။သွေးထဲကပရိုတင်းတွေနည်းလာတဲ့အခါမှာသွေးတွင်းကတခြားအရေးတွေကတီရှူးတွေထဲကိုစိမ့်ထွက်သွားပြီးဖောရောင်တာတွေဖြစ်လာပါတော့တယ်။ဒီအချက်တွေကိုနားလည်ထားပြီးဆိုတော့ကြောက်ကဲ့အစိတ်အသင်ချင်းရဲ့ အစောပိုင်းလက္ခဏာတွေကိုအစပြောပြပါတော့မယ်။နံပါတ်၁စီးသွောနေခြင်းကြောက်ကအစိတ်တင်ခြင်းရဲ့အစောပိုင်းလက္ခဏာပထမအချက်ကတော့စီးသွားနေခြင်းပါပဲကြောက်ကအစိတ်တင်တဲ့အခါကြောက်ကဟာသူ့ရဲ့ပုံမှန်စီးဆွန်းထုတ်တဲ့အလုပ်ကိုမလုပ်နိုင်တော့တဲ့အတွက်စီးကောင်းကောင်းမထွက်နိုင်တော့ပါဘူးအပြင်ကို စီးမထွက်တော့တဲ့အတွက်အရေးတွေဟာခနာကိုယ်ထဲမှာစုဝေးလာပြီးတော့ခြေလက်မျက်နှာတွေလည်းဖောရောင်လာစေပါတယ် နံပါတ်2စီးမကြာခဏသွားခြင်းနံပါတ်1လက္ခဏာကစီးသွားနေခြင်းဖြစ်ပေမဲ့နံပါတ်2ကတော့စီးမကြာခဏသွားခြင်းမှာစီးမကြာခဏသွားလို့စီးတွေအများကြီးသွားတယ်လို့တော့ယူဆလို့မရပါဘူးနည်းနည်းချင်းစီခဏခဏသွားနေတဲ့သဘောပါဒါကဘာဖြစ်လို့လဲဆိုတော့အရှိမပြောသွားသလိုပဲခနာကိုယ်တဲကအရေးတွေကခြေတောင်းလက်မျက်လုံးစတဲ့ဖောရောင်နေတဲ့နေရာတွေကိုရောက်နေလို့ပါဒီလိုဖောရောင်နေတဲ့နေရာကို လက်နဲ့တိုးကြည့်လိုက်ရင်ခြိုင်ဝင်သွားတာကိုလည်းသတိထားမိမှာပါဒါကိုအသေးယောဂရဲ့လက္ခဏာအနေနဲ့တည်ထားကြတာဆိုတော့တကယ်တမ်းမှတ်ထားသင့်တာကတော့ကြောက်ကပြဿနာရှိတိုင်းအသေးကလည်းပြဿနာရှိတယ်ဆိုတာပါပဲကြောက်ကနဲ့အသေးနဲ့ကနီနီကက်ကက်လှုပ်ဆောင်မှုတွေရှိတဲ့အတွက်ယောဂလက္ခဏာတွေကလည်းတူနေတတ်ပါတယ်နံပါတ်3စီးရနှံ့ကအမိုနီးယားနဲ့နန်းခြင်းစီးကအမိုနီးယားနဲ့ထွက်နေခြင်းကနာကိုအနံ့အသက်ထွက်နေခြင်း ပါဇက်အနှံ့ထွက်နေခြင်းတို့ဖြစ်ပါတယ်။အမိုးနီးရကအနှံ့တော်တော်ပြေးပါတယ်။ဒါကလေကြောက်ကက်ကသူ့အလုတ်သူမလုတ်နိုင်လို့အညီအကြီးတွေကနေထွက်လာတဲ့အနှံ့ပါ။နာတာရှည်ကြောက်ကက်ယောဂါတွေမှာကြောက်ကက်ကကောင်းကောင်းအလုတ်မလုတ်တော့ရင် nephron ဆိုတဲ့စကားလေးတွေရဲ့90ရာခိုင်နှုန်းအထိကိုဆုံးရှုံးသွားရပါပြီ။ဒီလိုအခြေအနေမှာခန္ဓာကိုယ်တဲကအစိတ်အတောက်တွေအပြင်းမထွက်နိုင်တော့တဲ့အတွက်ခန္ဓာကိုယ်အစိတ်တင်ခြင်းတနည်းအားဖြင့် ောက်ကအစိတ်တင်ခြင်းဖြစ်လာပါပြီ။တချို့သူတွေကငါသွေးထဲမှာပရိုတင်းတန်နဲနေတယ်။ငါပရိုတင်းပိုစားပေးသင့်တယ်လို့ထင်ထက်ကြပါတယ်။အဲ့ဒါကအဖြေမဟုတ်ပါဘူး။ပရိုတင်းပိုများများစားတော့ခန္ဓာကိုယ်ထဲကမထွက်နိုင်တဲ့အညစ်အကြေးတွေပိုများလာတာပဲရှိပြီးကြောက်ကကိုပိုထိခိုက်စေပါတယ်။နံပါတ်၄စီးအမြုပ်ထခြင်းဒါကပရိုတင်းရဲ့ဘေးထွက်ပစ္စည်းဘိုင်ပရိုဒက်များနေတဲ့အတွက်ဖြစ်တာပါ။လေ့ကျင့်ခန်းပြင်းပြထန်ထန်လုပ်တဲ့အခါမှာလည်း စီးအမြုပ်ထတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့စီးကလည်းအမြုပ်ထနေတယ်၊လေ့ကျင့်ခန်းလည်းမလုပ်ထားဘူး၊ပရိုတင်းတွေအများကြီးလည်းမစားထားဘူးဆိုရင်တော့ကြောက်ကပ်ပြဿနာတစ်ခုခုဖြစ်နေတာဖြစ်နိုင်ပါတယ်။နံပါတ်5အချိန်ပြည့်ချမ်းနေခြင်းကြောက်ကပ်ရဲ့တောင်ဝန်တွေတဲကတစ်ခုကဒွေးနေဥတွေထုတ်လုပ်တာမှကူညီပေးတာပါ။ဒွေးနေဥမထုတ်နိုင်ရင်သွေးအားနည်းလာပြီးအချိန်ပြည့်ချမ်းနေပါလိမ့်မယ်။နံပါတ်6အရေးပြားရှားရံခြင်း ကြောက်ကအစိတ်သိမ့်ပြီဆိုရင်သင်အရေးပြားက6လဲ6နေပြီးရားလဲရားနေတတ်ပါတယ်ဒီလိုလက္ခဏာနှစ်ခုတပြိုင်တည်းမြင်ရရင်ကြောက်ကရောဂါလက္ခဏာပြနေတာ ဖြစ်နိုင်ပါတယ်နံပါတ်9ပင်ပန်းနွမ်းနေခြင်းတခြားလက္ခဏာတွေနဲ့အတူဖြစ်လဲရှိတဲ့နံပါတ်9အချက်ကတော့အချိန်ပြည့်ပင်ပန်းနေတာပါအခုလိုကြောက်ကအစိတ်သိမ့်ခြင်းရဲ့ယောဂလက္ခဏာတွေကိုသိနေပြီဆိုတော့ဓာတ်တွေကိုတတ်တာအောင် လုံလို့ရမယ်နီလန်းတွေကိုဆက်ပြောပြပါမယ် နံပါတ်၄ကာဘိုဟိုက်ဒရိတ်လျှော့စားပါ နာတာရှည်ကြောက်ကဲ့ယောဂရှိတဲ့တချို့လူနာတွေဟာကြောက်ကဲ့စီးနေရှာတာတော့ဘာတွေစားရမယ်ကာဘိုဟိုက်ဒရိတ်အများကြီးစားတာတွေလျှော့ရမယ်ဆိုတာတွေကိုမတိတတ်ကြပါဘူးအထူးသဖြင့်စီးကြိုရှိတဲ့ကြောက်ကဲ့ဝေဒနာရှင်တွေအတွက်အရေးကြီးဆုံးအချက်ကတော့ကာဘိုဟိုက်ဒရိတ်တွေကိုတတ်နိုင်သလောက်လျှော့စားဖို့ပါပဲအချိုစာတွေတရေစာတွေထမင်းအများကြီးစားတာဂျုံထွက်အစားစာတွေကို အများကြီးစားတာ စတာတွေကိုရှောင်ရပါမယ်။ကာဘိုဟိုက်ဒရိတ်ကခန္ဓာကိုယ်စွမ်းအင်ရဖို့မဖြစ်မနေလိုအပ်တဲ့အတွက်လုံးဝမစားဘဲတော့နေလို့မရပါဘူး။ဒီတော့ရှင်းချင်ပြီးစားပေးပါ။နံပါတ်2အရက်ဖြတ်ပါ။အရက်ကိုလုံးဝဖြတ်ပြေးလိုက်ဖို့ပါ။ကြောက်ကအစိတ်သင့်ဝေဒနာရှင်တွေကိုအရက်လျှော့တော့ဖို့ပြောတတ်ကြပါမယ်။တကယ်တမ်းကလုံးဝဖြတ်လိုက်တင်တာပါ။ဘာဖြစ်လို့လဲဆိုတော့ဒီအတိုင်းအောင်တင်းကြောက်ကကပြက်စီးနေပြီးအလုတ်ကောင်းကောင်းမလုတ်နိုင်တာပါ။ဒီအခြေအနေမှာ အရက်နည်းနည်းလေးတောက်ရင်တော့ယောဂအခြေအနေကပိုဆိုးသွားနိုင်ပါတယ်။ဒါကြောင့်နည်းနည်းလေးတောင်မတောက်သင့်ပါဘူး။ဒီယောဂတွေကနေတတ်တာချင်းရင်တော့အရက်ကိုလုံးဝဖျက်လိုက်သင့်ပါတယ်။နံပါတ်၃ပရိုတင်းဓာတ်ကိုတင်တော်ယုံစားပေးပါ။ပရိုတင်းလုံးဝမစားဘဲနဲ့တော့မနေသင့်ပါဘူး။တင်တော်ယုံတော့စားပေးသင့်ပါတယ်။ဒီနေရာမှာလေပရိုတင်းမှုန့်တို့ပေပီဇက်တို့ရောထားတဲ့ပရိုတင်းတို့ကို စားမယ့်အစားကြက်ဥ၊ငါ၊မြက်စားတဲ့တံတားတွေရဲ့အသား စားတဲ့အရေးအတွင်းမြင့်ပရိုတင်းတွေကိုစားပေးသင့်ပါတယ်။ဒါဆိုရင်ဒီနေ့ပြောပြသွားတဲ့ကြောက်ကဲအစိမ့်သင့်ခြင်းရဲ့အစောပိုင်းလက္ခဏာများအကြောင်းနဲ့ဆောင်းရံရှောင်းရံတွေကိုကျန်းမာရေးဘူတုဒအနေနဲ့သိရှိသွားမယ်လို့ယူဆပါတယ်။နောက်အပတ်တွင်မှလည်းလူကြီးမင်းတို့ရဲ့ကျန်းမာရေးဆိုင်ရာဘူတုဒရစရာဗီဒီယိုတွေကိုအဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ The Medical Mistake Channel ကိုဆက်လက်စောင့်ကြည့်ပေးပါဦးခင်ဗျ။ကျွန်တော်တို့ရဲ့ The Medical Mistake Channel မှာတင်ဆက်ပေးနေသော ကျမရေးဆိုင်ရာအကြောင်းအရာများသည်ဆရာဝန်တွေကိုယ်တိုင်တီးဖြတ်ထားတဲ့တိကျမှန်ကန်တဲ့သတင်းအချက်လက်တွေသာဖြစ်တဲ့အတွက်မိတ်ဆွေများအနေနဲ့ယုံကြည်စိတ်ချစွာလေးလာမှတ်သားနိုင်ပါလေ Dan Medical Mystic YouTube Channel ကို Subscribe လုပ်ထားပြီး Dan Medical Mystic Facebook Page ကိုလည်း Like and Follow လုပ်ပေးထားဖို့တောင်းဆိုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ